F16 တိုက်နေရင်တွေဟာယူကရိန်းကောင်းကင်မှာလွှမ်းမိုးလာပြီးရုရှားစစ်တပ်ဟာအရန်ဒေါသထွက်နေပါတယ်။ပူတင်ရဲ့အဆိုးဆုံးကြောက်စိတ်ကအခုချိန်မှာအမှန်တကယ်ဖြစ်လာနေပါပြီ။သူကဒီချိန်ချောင်းမှုကိုထိန်းချုပ်နိုင်မယ်လို့ထင်ခဲ့ပါတယ်။ Crew Missile တုံးကြီးတွေနဲ့ Glide Bomb တွေကယူကရိန်းရဲ့လေယာဉ်အသစ်တွေကိုမပြန်သားနိုင်အောင်လုပ်နိုင်လိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့သူမှားသွားပါပြီ။2025ခုနှစ်မှာ F16 တွေဟာဟန်ပြမဟုတ်တော့ဘဲတကယ်တိုက်ခိုက်ရေးအင်အားဖြစ်လာပါပြီ။ ဒါဆိုယူကရိန်းကဒီလိုအခြေအနေကိုဘလို့ပြောင်းလဲသွားအောင်လုပ်နိုင်ခဲ့ရလဲအချိန်ကိုက်ညီမှုနီးဗျူဟာနဲ့ရုရှားရဲ့ဒေတောင်းကာဝေးစနစ်ပြိုလဲမှုတွေကအဓိကအချက်တွေပါဧပြီ9ရက်နေ့မှာဇိုလာမီလစ်ထရီယာကအမေရိကန်ဥရောပစစ်ဌာနချုပ်မှုဗိုလ်ချုပ်ကြီးခရစ်စတိုဖာကာဗိုလီရဲ့ပြောကြားချက်အစ်စ်တွေကိုမျှဝေခဲ့ပါတယ်အမေရိကန်စီးနိတ်စစ်ရေးကော်မတီစည်းဝေးမှာကာဗိုလီကနောက်ဆုံးချုပ်ပတ်တွင်ရုရှားလေကာစနစ်ရဲ့အခြေအနေကိုရှင်းပြခဲ့ပါတယ် မက်လာစောပိုင်းမှာထောက်လန်းရေးအချက်လက်ဖလှယ်မှုခဏရနာခဲ့ပေမဲ့အမေရိကန်နဲ့ယူကရိန်းညာရှိတွေဟာပြန်လည်ဆွေးနွေးပြီးတိုက်ပွဲညှိနှိုင်းမှုတွေပြန်ဆခဲ့ကြပါဗျ။အဲ့ဒီနောက်မှာတော့ယူကရိန်းရဲ့ F-16 တပ်ဖွဲ့တွေဟာလှုပ်ရှားလာပါတော့တယ်။လေယာဉ်ရေအတွက်ပုံများလာတယ်။ပုံကောင်းတဲ့ကျွမ်းကျင်တဲ့လေယာဉ်မှုတွေရှိလာတယ်။ပြီးတော့အရေးကြီးဆုံးကယုံကြည်မှုပိုရှိလာတယ်။ကာဗူလီကကော်မတီကိုပြောပြခဲ့တာကသူတို့တွေဟာ Crew Missile တုံးကြီးအချင်းချောက်မှုအများပြားကိုဖြေရှင်းပြီးပြီ။ အရှေ့ပိုင်းမှာအထူးသဖြင့်တိုက်ခိုက်မှုတွေအများကြီးလှုပ်ဆောင်နေပြီလို့ဆိုပါတယ်။ဒီအချက်ကရုရှားနိုင်ငံမှကြားတင်တဲ့သတင်းမှာ Donbass ဒေသဟာနီးဗျူဟာအရသာမကပူတင်တို့ကိုရေးကိုတာအတွက်ပါအရေးကြီးပါတယ်။2014ခုနှစ်ကပူတင်ဟာဒီဒေသကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ပြီး2022ခုနှစ်ကျူးကျော်စစ်မှာလည်းအဓိကအာရုံစိုက်ခဲ့တဲ့နေရာပါ။ပူတင်က Donbass ကိုဘာကြောင့်လိုချင်တာလဲဆိုတော့တယံဇာတာတွေကြောင့်ပါ။ဥပမာ Prokovets မြို့ဟာ ဒွန်ဘတ်စ်နဲ့ယူကရိန်းကျန်တဲ့ဒေသကြားမှာရှိပြီးကြောင်ပြီးသွေးမိုင်းတစ်ခုရှိပါတယ်။ပူတင်ကျူးကျော်မလာခင်ကဒီမိုင်းဟာဒေါ်လာ1.8ဘီလီယံတန်ပါတယ်။ဒီမိုင်းကထွက်တဲ့ကုတ်ကြောင်ပြီးသွေးတွေကိုယူကရိန်းကတံမလီလုပ်ငန်းတွေမှာအသုံးပြုပါတယ်။ပရိုကိုဗတ်စ်ကိုသိမ်းယူရင်ပူတင်ဟာသူ့စစ်တပ်အတွက်အသုံးပြုနိုင်တဲ့အဖိုးတန်သံရဇာတနှမျိုးကိုရရှိမှာဖြစ်ပြီးရုရှားပန်နာရေးကိုလည်းပုံမအားဖြည့်ပေးနိုင်မှာပါ။ပရိုကိုဗတ်မိုင်းတစ်ခုတည်းကပဲ ကုန်းနဲ့ကြောင်မီသွေး66ရာခိုင်နှုန်းကိုထုတ်လုပ်ပေးနိုင်ပါတယ်2024ခုနှစ်မှာယူကရိန်းသံမိလုပ်ငန်းတွေအတွက်အသုံးပြုခဲ့တဲ့ Prokovac ကြောင်မီသွေးမိုင်းဟာပူတင်အတွက်အဓိကပြစ်မှတ်တစ်ခုဖြစ်နေပါတယ်ဒါပေမဲ့တယန်ဇာတာထပ်ပို့ပြီးပူတင်ကဒွန်ဘတ်ကိုလိုချင်ရတဲ့အကြောင်းရင်းတစ်ခုရှိပါသေးတယ်သူကဒီဒေတာကိုယူကရိန်းမျိုးပေါ်ကရုရှားနယ်မြေနဲ့အနီးစပ်ဆုံးလို့မြင်နေတာပါ 2000ခုနှစ်သကောင်စရိုင်းအရဒွန်ဘတ်မှာနေထိုင်သူ84.900ခန့်လုံးကရုရှားစကားကိုအဓိကပြောဆိုကြတဲ့အတွက်ဒီဒေတာဟာရုရှားစကားပြောဒေတာတစ်ခုဖြစ်နေပါတယ်။လူမျိုးရေးအဖြစ်လည်းရုရှားလူမျိုးတွေက38.200ခန့်လုံးရှိပြီးယူကရိန်းလူမျိုး56.900ခန့်လုံးနဲ့ရှင်ရင်အကြီးဆုံးလူနည်းစုဖြစ်နေပါတယ်။ပူတင်အတွက်တော့ဒီဒေတာဟာအ ਨੇ ဆုံးရုရှားဥဆောင်တဲ့နေရာလို့ဆိုနိုင်တဲ့အထောက်အထားပါပဲ။2014ခုနှစ်ကပူတင်က ဒိုမက်စ်ကိုတိမ်းဖို့အသုံးပြုဖို့ကြိုးစားခဲ့တဲ့ရုရှားခွဲထွက်ရေးအုပ်စုတွေရဲ့အခြေစိုက်စခန်းဖြစ်တဲ့ဒိုညက်စ်မြို့ရှိနေတာကလည်းဒီအချက်ကိုပိုပြီးအားဖြည့်ပေးနေပါဗျ။ပူတင်ရဲ့စိတ်ထဲမှာတော့ဒိုမက်စ်ကိုသူတကယ်လိုချင်တဲ့အကြောင်းရင်းတွေအားလုံးစုပြုံနေပါပြီ။အခုဆိုရင်ကာဗိုလီရဲ့ပြောကြားချက်အရယူကရိန်းက F-16 တွေကိုဒီဒေတာကသူတို့နယ်မြေကာဝယ်ဖို့အသုံးပြုနေပါပြီ။ဒီတိမ်စစ်ဌာနချုပ်ကလည်းယူကရိန်းက F-16 တွေပို့ရနေပြီလို့ဖွင့်ဟခဲ့ပါတယ်။ F16 တွေထပ်မံတက်ဆင်ဖို့အဆင်ပြေဖြစ်နေပြီ။လေယာဉ်မှုတွေလည်းနေကျင်ရေးခီးစဉ်တွေမှာပိုများလာတယ်လို့သူကကော်မတီမှာပြောကြားခဲ့ပါတယ်။သူကအမေရိကန်လို့တိုက်လေရင်တစည်းမှာအမေရိကန်ကနေမလာဘူးဆိုတာကိုလည်းအတည်ပြုလာခဲ့ပါတယ်။ F16 တွေရဲ့ကဘယ်တစည်းမှအမေရိကန်ကမဟုတ်ပါဘူး။ဒါပေမဲ့မြောက်ဥရောပနိုင်ငံတွေဖြစ်တဲ့နယ်သာလန်နဲ့ဒိန်းမတ်ကနေအတိအကရောက်ရှိလာတာပါလို့ဆိုပါတယ်။ KF Independent ရဲ့သတင်းအရ ဒိမတ်က F16 စကူးသီးကို ယူကရိန်းကိုပို့ဖို့ကတိပေးထားပြီး2024ခုနှစ်မှာပထမဆုံးအထုတ်ရောက်ရှိခဲ့ပါပြီ။နော်ဝေကလည်း6စီးကနေ22စီးအထိပေးဖို့ကတိပေးထားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဘယ်လ်ဂျီယံကလည်း F16 ပေးဖို့သဘောတူထားပြီးမြဲအရေးအတွက်ကိုတော့မပြောသေးပါဘူး။နယ်သာလန်ကတော့အကြီးဆုံးထောက်ပံ့သူဖြစ်လာပြီး F16 24စီးကိုယူကရိန်းကိုပို့မယ်လို့ကြေညာထားပါတယ်။ဒါကြောင့် F16 တွေဟာ ယူကရိန်းကိုစတင်ရောက်ရှိလာနေပြီဆိုတာရှင်းရှင်းလင်းလင်းသိသားနေပါပြီအခုမေးခွန်းကရိုးရိုးလေးပါယူကရိန်းကဒီ F system တွေကိုရုရှားပေါ်ဘလို့အသုံးချနေရလဲ2024ခုနှစ်ဩဂုတ်လမှာယူကရိန်းကအမေရိကန်လုတ်တိုက်နေရင်6စီးပထမဆုံးရရှိချိန်မှာပူတင်ကအရန်ဆိုရင်မှုမရှိခဲ့ပါဘူး F system တွေဟာယူကရိန်းအရင်သုံးနေတဲ့ဆိုဗီယက်ခေတ်လေရင်တွေထက်တိတိတသာသာလွန်နေဆိုပေမဲ့ ပထမတော့မှာရတဲ့အရေးအတွက်ကသူ့တပ်တွေကိုချိန်ချောက်နိုင်လောက်အောင်မများလာပါဘူး။ယူကရိန်းအနေနဲ့လည်းအရေးကြီးတဲ့လေယာဉ်တွေကိုတိုက်ခိုက်ရေးမှာစွန့်စားမသုံးကျင်သေးပဲကာကွယ်ရေးအတွက်ပဲအရင်ဆုံးမှုရွေးချယ်ခဲ့တာပါ။ဒါကပူတင်အတွက်အဆင်ပြေခဲ့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်တုန်းကသူ့မှာ drone ဒုံးကျည်နဲ့ glide bomb တွေနဲ့အကြီးစားတိုက်ခိုက်နိုင်တဲ့အင်အားရှိနေလို့ပါ။ပူတင်မှန်ခဲ့ပါတယ်။ယူကရိန်းရဲ့ app system တွေရဲ့ပထမဆုံးအသုံးပြုမှုကရုရှားဒုံးကျည်တွေကိုဖျက်တောက်ဖို့ပါပဲ။ ဒါပေမဲ့သူမျောလင့်ထားတာထက်ပိုထိရောက်ခဲ့ပါတယ်။ App System ပထမဆုံးရောက်ပြီးရက်သက်တပတ်အနည်းငယ်အတွင်းမှာပဲပူတင်ရဲ့ဒုံးကျည်မိုးရွာသွန်းမှုတစ်ခုကိုအောင်မြင်စွာကာဝင်နိုင်ခဲ့ပါတယ်။ပူတင်ကဒါမျိုးဖြစ်လာမယ်လို့မျောလင့်ထားပေမဲ့ယူကရိန်းကလေရင်တွေကိုဒီလောက်မြင်းနဲ့ဆက်ဆံလေထဲထိုးတင်နိုင်မယ်လို့မထင်ခဲ့ပါဘူး။အောက်ဂိုလာ28ရက်မှာ Defense News ကရုရှားဒုံးကျည်တိုက်ခိုက်မှုအကြောင်းဖော်ပြခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ယူကရိန်းနိုင်ငံသား9ဦးသေဆုံးခဲ့ပြီး ိမ်တွေရုံးတိုက်တွေနဲ့ဟိုတယ်တခုပါပြင်ဆင်ခဲ့ပါတယ်။ရုရှားကယူကရိန်းရဲ့စွန့်ရင်အခြေခံအဆောက်အုံတချို့ကိုလည်းထိခိုက်စေနိုင်ခဲ့ပြီး KF နဲ့တခြားမျိုးတချို့မှာလျှက်စစ်မီးပြတ်တောက်မှုတွေဖြစ်စေခဲ့ပါတယ်။အဲ့ဒီအချိန်ကယူကရိန်းမှာအပူချိန်အရမ်းမြင့်နေတဲ့အချိန်ဆိုတော့ဒီပြင်ဆင်မှုတွေကပိုဆိုးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်ခိုက်မှုမှာယူကရိန်းကရုရှားတုံးတီတချို့ကိုပစ်ချဖို့ F system တွေကိုပထမဆုံးအချိန်အသုံးပြုခဲ့တာကြောင့်ပြင်ဆင်မှုကိုအတိုင်းအတာတစ်ခုထိရှော့ချနိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာလည်း app system တွေရဲ့ကာဝေးရေးဆွဲရတွေဆက်ပြသခဲ့ပြီးဇန်နဝါရီလ9ရက်မှာ Ukraine app system တစ်စီးကတစ်ချိန်တည်းမှာ cruise missile တုံးကြီး6စီးကိုပစ်ချနိုင်ခဲ့ပါတယ်။ဒါဟာ app system ရဲ့ပထမဆုံးအချိန်ဆွဲဆောင်နိုင်မှုဖြစ်ပြီးရုရှားက drone 100နဲ့ဒုံးကြီး64စီးနဲ့တိုက်ခိုက်တဲ့အကြီးစားလေတပ်တိုက်ခိုက်မှုတစ်ခုအတွင်းဖြစ်ပွားခဲ့တာပါ။ Ukraine leader Komen ရဲ့လူမှုမီဒီယာ post တစ်ခုမှာ app system တိုက်နေရင်တစ်စီးဟာတိုက်ပွဲတစ်ခုထဲမှာ ရုရှား cruise missile တုံးကြီး6စီးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။လေတပ်ပြောရေးဆိုခွင့်ရှိသူ Yuri Inhat ကအမေရိကန်တွေတောင်မင်းလုံလိုက်တာကိုမယုံကြည်ဘူးလို့ဒီရဲရင်တဲ့တာဝန်ကိုထမ်းဆောင်ခဲ့တဲ့လေယာဉ်မှုကိုပြောခဲ့ပါတယ်။လေယာဉ်မှုကသူ့ရဲ့အောင်မြင်မှုအကြောင်းအသေးစိတ်ရှင်းပြခဲ့ပါတယ်။ရုရှားတုံးကြီးတွေချင်းကပ်လာတာကိုသူသတိထားမိပြီးအဲ့ဒီတုံးကြီးတွေမှာ electronic စစ်ဆင်ရေးကာဝယ်မှုတွေပါရှိပေမဲ့တုံးကြီးအချို့ကိုပိတ်မှတ်ထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သူက F16 ရဲ့အလက်စားကွာဝေးဒုံးကျည်တွေနဲ့ရုရှားဒုံးကျည်နှစ်စီးကိုပစ်ချပြီးနောက်တာတိုဒုံးကျည်တွေနဲ့နောက်ထပ်နှစ်စီးကိုထပ်မံဖြတ်စည်းခဲ့ပါတယ်။လေယာဉ်မှာဒုံးကျည်၄ကြီးပဲတက်ဆင်ထားပေမဲ့အခြေစိုက်စခန်းကိုပြန်နေတော့ KF မြို့စီဥတီနေတဲ့နောက်ထပ်ဒုံးကျည်တစ်စီးကိုသူမြင်လိုက်ရပါတယ်။လောင်စာနဲနေပြီးဒုံးကျည်လည်းကုံသွားပေမဲ့လေယာဉ်မှုကရုရှားဒုံးကျည်ကိုဖျက်တော့ဖို့အဆုံးဖြတ်လိုက်ပါတယ်။သူက F16 ရဲ့လေယာဉ်တက်ဘုံကျဲတကားနဲ့ ဒုံးကြီးကိုတိုက်ရိုက်ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်ဒုံးကြီးကတနာယီမိုင်၄၃မိုင်နှုန်းနဲ့ပြန်တန်းနေပြီမဲ့ဘုံကျဲတကားနဲ့ပြစ်လိုက်တာနဲ့ပောက်ပွဲသွားပါတယ်လို့လေရင်မှုကသူ့ရဲ့အောင်မြင်မှုကိုရှင်းပြခဲ့ပါတယ်ဒီလိုကာဝေးအောင်မြင်မှုတွေကယူကရိန်းတပ်တွေဟာအမေရိကန်လုပ်လေရင်တွေနဲ့ပိုအဆင်ပြေလာပြီဆိုတာကိုပြသလိုက်ပါတယ်ဒါတွေကပူတင်အတွက်ပြဿနာကြီးတွေလည်းဖြစ်လာစေပါတယ် Euromaidan Press က February လမှာရှင်းပြခဲ့တယ်လို့ပဲ ယူကရိန်းရဲ့ F16 တွေကိုကာကွယ်ရေးအင်အားဖြင့်ထိရောက်စွာအသုံးချမှုကပူတင်ကိုဒုံးကျည်တိုက်ခိုက်မှုဗျူဟာတွေပြောင်းလဲဖို့ဖိအားပေးလိုက်ပါတယ်။လေကြောင်းကျွမ်းတဲ့သူအနာတိုလီခရပ်ချန်စကီကဒုံးကျည်အများစုကိုပြစ်မှတ်တစ်ခုတည်းကိုပြစ်လိုက်တော့လေကာစနစ်တွေအတွက်တုံ့ပြန်ဖို့ပိုခက်ခဲစေတယ်လို့ရုရှားဒုံးကျည်တိုက်ခိုက်မှုတစ်ခုကိုပြန်ပြောင်းပြောရင်းရှင်းပြခဲ့ပါတယ်။ရုရှားရေးမကြသေးခင်ကသူတို့ရဲ့နည်းဗျူဟာတွေကိုပြောင်းလဲလိုက်တယ်ဆိုတာနားလည်ဖို့အရေးကြီးပါတယ်။ KH-101 နဲ့ KH-555 တို့ cruise missile ဒုံးကျည်တွေနဲ့အတူနီးပြူဟာကျတဲ့လေတပ်အသုံးပြုမှုတွေရှော့ချလိုက်ပါတယ်။ Krupjemski ကဆက်ပြောတာကထူးသမ်းပေမဲ့ရုရှားကနီးပြူဟာကျတဲ့လေတပ်နဲ့တာဝေးဒုံးကျည်တွေကိုသုံးလာကဈေးကြီးတယ်ဆိုတာသဘောပေါက်နေပါပြီ။ App system တွေရောက်လာတဲ့အတွက် Ukraine ကကျွန်တော်တို့ကိုလေထဲကနေ cruise missile ဒုံးကျည်တွေကိုအချိန်မီဖြတ်တောက်နိုင်တော့အခုရုရှားတွေကအားနည်းချက်ပိုရှိတဲ့ရှေ့တန်းနဲ့နေဆက်ဒေတာတွေကိုပိုပြတ်မှတ်ထားနေပါတယ်လို့ဆိုပါတယ်။ တနည်းအားဖြင့်ယူကရိန်းရဲ့ app system တွေဟာရုရှားဒုံးကျည်တွေကိုအရန်နဲ့များဆဆပစ်ချနိုင်တဲ့အတွက်ပူတင်က to stop ပိုင်းတဲ့ကဒုံးကျည်တွေကိုထပ်ပြီးမစွန့်စားကြတော့ပါဘူး။ဒါကြောင့်ယူကရိန်းမျိုးကြီးတွေနဲ့စစ်အခြေခံအဆောက်အုံတွေကိုလက်ဆိုင်စွာထိုးဖောက်တိုက်ခိုက်မှုတွေနည်းနည်းပဲလုပ်နေတော့တယ်။ဒါပေမဲ့ app system တွေကိုကာဝေးရေးအတွက်ပဲသုံးနေရင်ပူတင်ဒေါသထွက်မှာမဟုတ်ပါဘူး။ဒါပေမဲ့သူ့ရဲ့ပြောင်းလဲထားတဲ့ဒုံးကျည်ဗျူဟာတွေနဲ့ထိခိုက်မှုတွေဖြစ်အောင်လုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ယူကရိန်းက F16 တွေနဲ့ပိုယုံကြည်မှုရှိလာပြီးမဟာမိတ်တွေစီကထိုက်ရလာတဲ့အခါကာဝေးရေးကနေတိုက်ခိုက်ရေးကိုအာရုံစိုက်လာပါတယ်။အခုဆိုရုရှားကောင်းဆောင်ကဒေါသထွက်နေပါပြီ။2025ခုနှစ်မတ်လကုန်ပိုင်းမှာယူကရိန်းကသူတို့ရဲ့ F16 လေယာဉ်မှုတစ်ဦးနဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အသေးစိတ်မပြောပေမဲ့လေယာဉ်မှုကယူကရိန်းရဲ့ F16 တွေဟာအခုရုရှားသိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေတွေမှာမြေပြင်တိုက်ခိုက်ရေးတာဝန်တွေအများကြီးထမ်းဆောင်နေတယ်လို့ပြောပါတယ်။ နေ့တိုင်း Ukraine က F16 တွေကို Su-25, Su-24, Su-27 နဲ့ MiG-29 လို့ရုရှားလုပ်လေယာဉ်တွေအပါအဝင်တခြားတိုက်လေယာဉ်တွေကိုကာဝယ်ဖို့လည်းအသုံးပြုနေပါတယ်။ဒါကြောင့်ရုရှားအနေနဲ့ F16 ကိုတိုက်ခိုက်ရေးအင်အားတစ်ခုအနေနဲ့ပဲစိုးရိမ်စရာမလိုတော့ပဲအခြားလေယာဉ်တွေကိုပါခရီးဆိုက်ရမှာဖြစ်ပါတယ်။ Ukraine က F16 တွေကိုလေထဲကစောင့်ကြည့်စစ်ဆေးရေးအဖြစ်အသုံးပြုပြီးကာဝေးရေးစွမ်းအင်တွေကိုတိုက်ခိုက်ရေးအကျိုးသက်ရောက်မှုရှိအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့အရင်ကလေရင်တွေကိုတိမ့်ပိုက်ထားတဲ့နေမြေတွေမှာရုရှားတပ်တွေကိုပစ်မှတ်ထားတိုက်ခိုက်နိုင်နေတာပါဒုံးကြီးလိုင်းဒီဘက်ကသူ့ပစ်မှတ်ကိုထိမှာပါကျွန်တော်တို့ပစ်လွတ်တဲ့ဒုံးကြီး80ရာခိုင်နှုန်းကျော်ကပစ်မှတ်ကိုထိမှန်ပြီးခြေချောင်းလေချောင်းကုန်းချောင်းကနေပစ်လွတ်တဲ့ Shahid drone တွေနဲ့ cruise missile ဒုံးကြီးတွေကိုဖျက်ဆီးနိုင်နေတယ်လို့လေရင်မှုကတွေ့ဆုံမေးမြန်းခန်းမှာရှင်းပြခဲ့ပါတယ် app system တွေကိုဘယ်နေရာတွေမှာတက်ဆင်ထားတယ်ဆိုတဲ့အသေးစိတ်ကိုတော့လေရင်မှုကဖော်မပြခဲ့ပါဘူး ဒီရချက်တွေကိုဖော်ပြလိုက်ရင်ပူတင်တပ်တွေကတုံ့ပြန်မှုလုပ်နိုင်မှာမို့ပါဒါပေမဲ့ယူကရိန်းကရုရှားရဲ့မြေပြင်ပစ်မှတ်တွေကိုပုံမူတိုက်ခိုက်လာတဲ့ဆိုတဲ့အရေးအမြတ်တွေတော့ရှိနေပါတယ်ကာဗူလီရဲ့ American Scenic Company မှာပြောကြားချက်တွေပြင်တွေးဆောင်ခံရတဲ့လေယာဉ်မှုကယူကရိန်းရဲ့ F system တွေဟာလေကြောင်းနဲ့မြေပြင်ပစ်မှတ်တွေကိုတိုက်ခိုက်ရမှာအထင်ကြီးစရာအောင်မြင်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်ကျွန်တော်တို့ဘုံတွေကတစုံတစ်ယောက်ရဲ့ပြတဲ့ပေါက်ကနေဝင်ပြန်တန်းနိုင်နေဆိုရင်ဘယ်လောက်ကောင်းမလဲလို့ လေရင်ဖူးက JDAM Joint Direct Attack Munition လို့သိငယ်တဲ့အချင်းဝက်ဘုံတွေအကြောင်းပြောရင်းနဲ့ပြောလိုက်ပါတယ်။ JDAM ဘုံတွေဟာလမ်းကြောင်းပြစစ်တပ်ဆင်ထားတဲ့ glide ဘုံတွေဖြစ်ပြီးပုံမူတိကျစွာပစ်ခတ်နိုင်တာကြောင့်မြေပြင်ကရုရှားတပ်တွေအတွက်အဓိကချိန်ချောင်းမှုတစ်ခုဖြစ်လာပါတယ်။ဒါ့အပြင်ယူကရိန်းရဲ့ F system တွေလှုပ်ရှားမှုတွေကိုဓာတ်ပုံတွေဗီဒီယိုတွေနဲ့တဖြည်းဖြည်းမြင်လာရပါပြီ။ဥပမာ match လ20ရက်နေ့မှာလူမှုမီဒီယာပေါ်ကိုတက်လာတဲ့ဗီဒီယိုတစ်ခုမှာ ယူကရိန်းရဲ့ F16 တစီးဟာစံမီဒေတာအပေါ်ကိုနှိပ်ပြန်တန်းနေတာတွေ့ရပါတယ်။ဒီဒါကအရေးကြီးတာကစံမီဟာ Courage Data နဲ့နီးနေလို့ပါ။ Courage Data မှာရုရှားက2024ခုနှစ်ဩဂုတ်လကပြန်လည်ထိုးစစ်အောင်မြင်ပြီးနောက်ယူကရိန်းတပ်တွေကိုသူတို့နယ်မြေကနေတွန်းထုတ်ဖို့ကြိုးစားနေတဲ့နေရာပါ။ဘယ်ဂိုရော့နဲ့လည်းနီးပါတယ်။ ဇယ်လန်စကီကယူကရိန်းတပ်တွေဟာရုရှားဘဲဂရော့ဒေသမှာလှုပ်ရှားနေတယ်ဆိုတာကိုအတည်ပြုပြောကြားခဲ့ပြီးပါပြီ။ဒါဟာပူတင်ကခါကစ်ကနေယူကရိန်းတပ်တွေကိုတွန်းထုတ်ဖို့ကြိုးစားနေတဲ့ပေါ်တုံ့ပြန်မှုတစ်ခုဖြစ်နိုင်ပါတယ်။အခုအမေရိကန်လုံးလင်းရဲ့အစ်စ်တွေကနော်ဝေမှာရှိနေပါပြီ။ဒါဆိုနော်ဝေနိုင်ငံအနေနဲ့ယူကရိန်းကိုဂရုပေးထားတဲ့ F16 Block 10 15 engine 22လုံးတန်ဖိုးရေးပစ္စည်းတွေစမ်းသပ်ဆက်တွေကရိယာတွေထိန်းသိမ်းရေးပစ္စည်းတွေအပိုပစ္စည်းတွေ လက်ဆွဲစာအုပ်တွေနဲ့ဤပညာစာရွက်စတမ်းတွေကိုလွတ်လွတ်လပ်လပ်လွှဲပြောင်းပေးနိုင်ပြီဆိုတဲ့သဘောပါအမေရိကန်လွှတ်တော်နိုင်ငံခြားရေးကော်မတီရဲ့ဆိုရဒီ app system 22စီဟာယူကရိန်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုအကြီးအကျယ်တိုးမြှင့်ပေးနိုင်မယ့်အရာဖြစ်ပါတယ်။ဘယ်လ်ဂျီယံဘက်မှာတော့ယူကရိန်းအနေနဲ့နည်းနည်းလောက်စောင့်ရအောင်ပါပါ။ဘယ်လ်ဂျီယံက app system 30စီပေးဖို့ကတိပေးထားပေမဲ့အခုထိတစည်းမှမရောက်သေးပါဘူး။2025ခုနှစ်မှာလည်းရောက်မလာနိုင်သေးဘူးလို့ထင်ရပါတယ်။ ်ဘယ်လ်ဂျီယံအစိုးရကလွှဲပြောင်းပေးဖို့နောက်ကျမယ်လို့ဆိုထားလို့ပါဒါပေမဲ့အနည်းဆုံးတော့အမှုမဲ့အမှတ်မဲ့အချိန်ကြာတစ်ခုတော့ရှိနေပါတယ်ဧပြီလ10ရက်နေ့မှာဘယ်လ်ဂျီယံဝန်ကြီးချုပ်ဘာဂျီဝီဗာက2025ခုနှစ်မှာယူကရိန်းကိုအလုံးမလုံးတဲ့ F16 နှစ်စီးပေးမယ်လို့ပြောကြားခဲ့ပါတယ်ဒါကအသုံးဝင်ဘူးလို့ထင်ရပေမဲ့ယူကရိန်းကဒီဟောင်းတွေကိုဖြုတ်ပြီးအခုလေထဲမှာရှိနေတဲ့ F16 တွေကိုပြုတ်ပြင်ထိန်းသိမ်းဖို့အပိုပစ္စည်းတွေအနေနဲ့အသုံးပြုနိုင်ပါပါ ျန်တဲ့ app system တွေနဲ့ပတ်သက်ပြီး Body Weaver က Belgium ဘာကြောင့်နောက်ဆုံးနေရလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့ပို့လို့ချင်ပေမဲ့ F35 တွေရောက်မှပဲ app system တွေကိုပေးနိုင်မှာပါ။ F35 မှာနှောင့်နှေးမှုတွေရှိနေလို့ပါ။ F35 ရောက်ရင် app system တွေကိုပေးမယ်လို့သူကဆိုပါတယ်။ဒီတော့ Belgium ဟာနော်ဝေနိုင်ငံမှာ American က F35 တွေပေးပြီးသွားပြီဆိုတော့အခု Belgium ကို F35 တွေပေးဖို့အာရုံစိုက်နိုင်ပြီဆိုတော့ Ukraine ရဲ့မျှော်လင့်ချက်တွေရှိနေပါတယ်။ ါမှမသာယူကရိန်းကောင်းဝင်မှာ app system တွေပိုများလာမှာပါဒါတွေအားလုံးကပူတင်အတွက်အရန်ဆိုးတဲ့သတင်းတွေပါယူကရိန်းရဲ့ app system တပ်ဖွဲ့ကြီးကြီးထွားလာတာနဲ့အမျှပူတင်ရဲ့တပ်တွေနဲ့ခံစစ်နေရတွေဟာမြေပြင်ပေါ်မှာပုံမိုတိုက်ခိုက်ခံရမှာပါဒါပေမဲ့နောက်မေးခွန်းတစ်ခုပေါ်လာပါတယ်ယူကရိန်းကဘာကြောင့်အခု app system တွေကိုတိုက်ခိုက်ရေးအတွက်အသုံးပြုနိုင်တာလဲလေရင်တွေရရှိမှုပုံများလာတာကအဖြစ်ရဲ့ဒစိမ့်တစ်ပိုင်းပဲရှိပါသေးတယ် တကယ့်အဖြစ်ကယူကရိန်းက F16 တွေကိုချိန်ချောက်နေတဲ့ပူတင်တပ်တွေရဲ့အန်ရီတွေကိုတဖြည်းဖြည်းချင်းဖယ်ရှားပြစ်ရမှာအရန်ကောင်းတဲ့အလုပ်လုပ်ခဲ့ပါတယ်။ဒါကြောင့်တိုက်ခိုက်ရေးလုပ်ငန်းစဉ်တွေပို့ပြီးလှုပ်ဆောင်နိုင်လာတာပါ။ဥပမာတစ်ခုအနေနဲ့ယူကရိန်းရဲ့ F16 တွေဟာရုရှားကိုဒုံးကျည်နဲ့လေတပ်တိုက်ခိုက်မှုဗျူဟာတွေပြောင်းလဲဖို့ဖိအားပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ယူကရိန်းရဲ့အတွင်းပိုင်းကအခြေခံအဆောက်အအုံတွေကိုချိန်ချောက်မှုတွေနည်းလာတဲ့အမျှ F16 တွေကိုတိုက်ခိုက်ရေးအတွက်အသုံးပြုနိုင်လာပါပြီ။ ပူတင်ရဲ့ခလိုက်ဘုံးတွေလိုအခြားအနေအရာတွေကိုလည်းယူကရိန်းကကင်တွေဖြည့်ရှင်းနေပါတယ်။ဆိုဗီယက်ခေတ်က FAB ဘုံးတွေကိုအထူးခလိုက်ကစ်တွေတက်ပြီးပုံတိကျတဲ့လက်နက်တွေဖြည့်ပြောင်းလိုက်ထားတဲ့ဒီဘုံးတွေဟာစစ်တပ်ဆောင်လုံးယူကရိန်းမျိုးတွေကိုပစ်ခတ်ခဲ့ပါတယ်။2025ခုနှစ်ဇန်နဝါရီလအထိပူတင်ကဒီဘုံး9000ကျော်ကိုယူကရိန်းစီပစ်လွှတ်ခဲ့ပါတယ်။အခုဆိုရင် Fox ရဲ့ဖော်ပြချက်အရယူကရိန်းကဒီဘုံးတွေကိုအနှောက်အယှက်ပေးနည်းကိုရှာဖွေတွေ့ရှိပြီးအရန်ထိရောက်တာကြောင့် ရုရှားအနေနဲ့ပြစ်မှတ်တစ်ခုကိုထိဖို့ဒီဘုံးရှစ်လုံးကနေ16လုံးအထိပြစ်လွှတ်နေရပါတယ်။ပူတင်ဟာသူ့ရဲ့ကလိုက်ဘုံးတူလောင်မှုတွေကိုမျှော်မှန်းထားတာထက်အများကြီးပိုပြီးမြန်မြန်ဆန်ဆန်သုံးဆွဲနေရပါတယ်။ဒါကယူကရိန်းရဲ့ F16 တွေနဲ့ဗာဆိုင်လို့လဲဆိုတော့အန်လီယေရှော့ချရေးနဲ့ဆိုင်တာပါ။အခုဆိုရင်ယူကရိန်းရဲ့အနောက်ဆက်ပေးမှုကြောင့်ရုရှားကဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေနဲ့အတူကလိုက်ဘုံးတွေကိုထောက်ပံ့ဖို့ရုန်းကန်နေရတဲ့အတွက် app system တွေကိုရုရှားတပ်တွေစီပြင်းထန်တဲ့မြေပြင်တိုက်ခိုက်မှုတွေအတွက်ပိုပြီးအသုံးပြုနိုင်လာပါတယ်။ဒါကြောင့်မို့လဲဆမ်မီအပေါ်မှာတိုက်လေရင်တွေပြန်တန်းလာနဲ့ယူကရိန်းရှေ့ပိုင်းမှာလှုပ်ရှားနေတာတွေကိုတွေ့မြင်နေရတာပါ။ရုရှားရဲ့တိုက်ခိုက်ရေးလမ်းကြောင်းရွေးချယ်ကြတွေတဖြည်းဖြည်းကုန်ဆုံးလာတာနဲ့မျှယူကရိန်းအနေနဲ့ app system တွေကိုတိုက်ခိုက်ရေးစွမ်းရည်အနေနဲ့အသုံးပြုဖို့ခွင့်လန်းတွေပွင့်လာတာပါပဲ။ရုရှားရဲ့နေတောင်းကာဝေးစနစ်တွေကလည်း2025ခုနှစ်တွင်အကြီးအကျယ်ခံနေရပါတယ် ယူကရိန်းကရုရှားလီကာစနစ်တွေကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့တဲ့တိုက်ခိုက်မှုတွေအများကြီးရှိခဲ့ပါတယ်။ဇန်နဝါရီ6ရက်မှာယူကရိန်းကတစ်ချိန်တည်းနဲ့ရုရှားရဲ့လီကာစနစ်၃ခုကိုဖျက်ဆီးနိုင်ခဲ့တယ်။ Panzer S1 နှစ်ခုနဲ့ OSA ၄ကြောင်းကာဝယ်ရေးရှင်တစီပါ။ဖေဖော်ဝါရီလမှာတော့ပထမဆုံးအကြိမ်ရုရှားရဲ့ S350 ကိုဖျက်ဆီးနိုင်ခဲ့ပြီးရုရှားနယ်အတွင်းပိုင်းက S300 နဲ့ S400 တွေကိုလည်းဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေရဲ့နောက်ကွယ်ကအကြောင်းရင်းကရှင်းနေပါတယ်။ယူကရိန်းက F-16 တွေကိုအစကတည်းကတိုက်ခိုက်ရေးအင်အားဖြင့်ချက်ချင်းမတုံးခဲ့တာကဒီလိန်တွေဟာရုရှားရဲ့နေချောင်းလေချောင်းကာဝေးရေးစနစ်တွေကိုခံနိုင်ရင်းမရှိလို့ပါ။ Panzer S1 နဲ့ S400 တွေက F-16 တွေကိုလေထဲကနေအလွယ်တကူပစ်ချနိုင်ပါတယ်။ဒါကြောင့်ယူကရိန်းကဒီစနစ်တွေကိုဖျက်ဆီးဖို့ drone နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကိုရုရှားနဲ့သိမ်းပိုက်ထားတဲ့ယူကရိန်းနိုင်ငံတွေမှာအသုံးပြုခဲ့တယ်။ ဒါမှ app system တွေဘေးကင်းစွာပြန်တက်နိုင်မယ်လေကြောင်းသွားလမ်းတွေဖန်တီးနိုင်မှာပါရုရှားရဲ့ကာကွယ်ရေးစနစ်တွေအားနည်းလာချိန်မှာယူကရိန်းရဲ့လေတက်တိုက်ခိုက်ရေးစွမ်းရည်ကတိုးတက်လာနေပါတယ်ကာဗူလီရဲ့အစီရင်ခံစာတွေအရယူကရိန်းအရှေ့ပိုင်းတင်းထားတဲ့နေပြည်တော်မှာ app system တွေနဲ့တိုက်ခိုက်မှုတွေကအဆပဲရှိပါသေးတယ်လာမယ့်လတွေမှာယူကရိန်းကသူ့ရဲ့တိုက်လေရင်တွေကိုပိုကောင်းကောင်းအသုံးပြုလာနိုင်ပြီးရုရှားရဲ့တန်းနဲ့ချီတဲ့ဒေါ်လာတန်ဖိုးရှိလေကြောင်းကာကွယ်ရေးစနစ်တွေပြိုလဲလာမှာပါ 阿拉会针对怎么样？